that movie is so predictable အဲရုပ်ရှင်ကကွာအရန်ကမှခံမှန်းနောက်ဘာဖြစ်လာမယ်ဆိုတာကြိုသိအဆုံးကျရင်ဘာဖြစ်မယ်ဆိုတာသိ that so predictable ဒီနေ့ဗီဒီယိုမှာတော့ able ဆိုတဲ့စကားလုံးကို suffix အနေနဲ့အသုံးပြုလို့ရှိရင်အဲကျွန်တော်တို့ဒီ main verb နဲ့ပေါ့နော်အထူးဖြစ်ရင် main verb နဲ့ပေါင်းလိုက်လို့ရှိရင်ဘလို့အဓိပ္ပာယ်ထွက်လာတယ်ဘလို့စကားလုံးတွေဖြစ်သွားတယ် ဘယ်လိုအသုံးပြုလို့ရလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာ ပြောတော့မယ်အဓိကအကြောင်းအရာဖြစ်ပါတယ် Hi အားလုံးမင်္ဂလာပါ Welcome back to my channel my name is Tu အာကျွန်တော်ဗီဒီယိုလေးမစခင်မှာကျွန်တော် disclaimer အနေနဲ့ကျွန်တော်က professional english teacher တရားမဟုတ်တလို့ coach တရားမဟုတ်ကြောင်းပြောပြရစီအာကျွန်တော် YouTube channel မှာကျွန်တော် english စာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသုံးဝင်တဲ့ tips တွေ grammar structure တွေကျွန်တော် သိထားရမှတ်ထားတဲ့အဲ tips တွေကိုတတ်နိုင်တဲ့လောက် share ပေးနေရဖြစ်ပါတယ် so without further ado let's get started တခါဒီလေးကြလို့ရှိရင်ကျွန်တော်တို့ main birth ပေါ့နော် base birth ကို A B L E able ဆိုတဲ့ surface တကူထပ်ပေါင်းလိုက်လို့ရှိရင်စကလုံးအစ်တတလုံးဖြစ်နိုင်ပါတယ်ဆိုတော့စကလုံးအစ်တတလုံးဖြစ်တယ်ဆိုတာကဒီ main birth ကိုပဲအဲဒိတ်ပေကိုပဲထောက်ပံ့ပေးတဲ့စကလုံးအစ်တတလုံးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ surface able ကဒီ um main buff နဲ့ combination လုပ်လိုက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပါပါတယ်ထပ်ပြောရမယ်ဆိုလို့ရှိရင် capacity suitability possibility ဆိုတဲ့အခြေအနေသုံးခုကိုအထောက်ပံ့ပေးနိုင်ပါတယ်ဥပမာအဖြစ်ကျွန်တော်တို့ drink ဆိုတဲ့စကားလုံးကိုကြည့်ပါ drink တောက်တယ်တောက်ပြီပေါ့နော်ဆိုတော့ drinkable ဆိုလို့ရှိရင်တောက်လို့ရတယ်တောက်လို့ရနိုင်တယ်တောက်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပါပါတယ် that's drinkable အရာတောက်လို့ရတယ် is drinkable it is drinkable အရာတောက်လို့ရတယ် that water is drinkable အဲ့ဒီကတောက်လို့ရတယ်ဆိုတော့ဒီနေရာမှာမေးချင်ရှိတာကအဲ့ဒီကတောက်လို့ရတယ်ဆိုတာကကျွန်တော်တို့ဒီနေရာမှာ safe ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပြပါပါတယ် safe ဖြစ်တယ်ပေါ့နော် andre မရှိဘူး andre မရှိဘူးပေါ့နော် safe ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပြပါပါတယ် that water is drinkable ထပ်ပြောမယ်ဆိုလို့ရှိရင်ထပ်ပြီးတော့ဥမာပြရမယ်ဆိုလို့ရှိရင် wash ဆိုတဲ့စကားလုံးဖြစ်ပါ wash wash ရှော့ဖို့လို့ရတယ်ပေါ့နော်ဆိုတော့ that's washable အဲ့ဒါရှော့ဖို့လို့ရတယ် it is washable အဲ့ဒါရှော့ဖို့လို့ရတယ်ဆိုတော့ကျွန်တော်က shirt တွေပေါ့နော်ဒီအင်ဂျီတို့ပါဆိုလို့ရှိရင်ရှော့ဖို့လို့မရတဲ့ဒီ durability ပေါ့နော်ခံနိုင်ရင်မရှိတဲ့အင်ဂျီတွေရှိတယ်ဆိုတော့ခံနိုင်ရင်စွမ်းအားကိုဖော်ပြခြင်းနဲ့ ရှော့ဖွက်လို့ရရတယ်နိုင်တယ်ဆိုတဲ့အတိတ်ပဲကိုပြချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က worship ပေါ်နဲ့သုံးလို့ရပါတယ် that shot that shot is worshipable နောက်ထပ်ဥပမာလေးတချို့ကြည့်ကြည့်ကြအောင် predict ဆိုတဲ့စကားလုံးကြည့်ပါ predict command နဲ့ပေါ့နော် command နဲ့ so that's predictable that's predictable အဲ့ဒါ command လို့ရ that movie is so predictable အဲ့ရုပ်ရှင်ကွာ အရန်ဟိုမှာခံမှန်းနောက်ဘာဖြစ်လာမလဲဆိုတာကြိုသိထပ်ထပ်ပြီးတော့ဘာဖြစ်လာမလဲအဆုံးကျရင်ဘာဖြစ်မလဲဆိုတာသိ that so predictable weather ရာသီဥတု the weather is so predictable the weather is predictable ရာသီဥတုကခံမှန်းလို့ရတယ်ဘာဖြစ်မလဲဆိုတာကိုကြိုတင်ခံမှန်းနိုင်တယ်ပေါ့နော် the weather is predictable အဲ့လိုမျိုးပြောလို့ရပါတယ်နောက်ထပ်စကားလုံးတစ်လုံးက afford ဆိုရင်စကလုံးမှာ afford so affordable အဲ့ဒါငါတက်နိုင်ပါတယ်ဝယ်နိုင်ပါတယ်အဲ့ဒီဟာကဝယ်နိုင်တော့တယ်ပေါ့ဝယ်နိုင်တယ်ပေါ့နော် that is affordable it is affordable that shot is affordable a n g ကဝယ်နိုင်ပါတယ်တက်နိုင်ပါတယ် affordable နောက်တစ်ခုကကျွန်တော်ရေဘူးတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော် ရေဘူးဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလွင်ပြလို့ရတဲ့ခါအီယာပြစ်လိုက်လို့ရတဲ့အီယာဆိုလို့ရှိရင်ကျွန်တော် dispose ဆိုတဲ့စကားလုံးကိုသိသိောက်သိမှာပါ D I S P O S E dispose ဆိုလွင်ပြစ်လိုက်လို့ရတယ်ပြစ်လိုက်လို့ရတဲ့အီယာဆိုလို့ရှိရင် it is disposable that is disposable so this water bottle is disposable ဒီရေဘူးကလွင်ပြလို့ရတယ်ပြစ်လိုက်လို့ရတယ် This water bottle is disposable. Nautikuga accept A C C E P T accept Lekane Lekanu Yare It is acceptable. That reason is acceptable. What she said to me is quite acceptable. That article is readable. Read ganilabare. R E A D read ဖတ်တီပေါ့နော်ဖတ်တီ so readable that's that is readable ဒီမှာ readable ကကြတော့ကျွန်တော်တို့ဒီ computer အပိုင်းဆိုင်ရာ code တွေကိုဒီ computer ဖတ်နိုင်နေဆိုတဲ့ capacity ကိုပေါ်ပြရတဲ့အရာမှလည်းပို့ပြီးတော့မှသုံးပါတယ်နောက်ထပ်စကလုံးတစ်လုံးက negotiate so negotiate ကနေ negotiable ဖြစ်မှာပါ negotiable အဲ့ဒါကညီနိုင်လို့ရတဲ့အရာ that is negotiable it is negotiable နောက်တစ်ခုက understand ဆိုတဲ့စကားလုံးပါနားလေတယ်ပေါ့နော်အဲ့ဒါနားလေရလွယ်နားလေပါတယ်နားလေနိုင်ပါတယ် that is understandable that story a story က is quite understandable တတော်နားလေရလွယ် that story is quite understandable that script is quite quite understandable အဲ့လိုမျိုးသုံးပြလို့ရပါတယ် all right guys that's it for today ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါနောက်ဗီဒီယိုကြလို့ရှိရင်ပိုကောင်းတဲ့ content တွေနဲ့ပြန်တွေ့ကြမယ် see you in the next video guys have a good one peace oops ကျွန်တော်ဗီဒီယိုလေးကပစံတစ်ခုအထောက်ပံ့ဖြစ်တယ်ဆိုလို့ရှိရင် subscribe လုပ်ထားပြီးပို့မမေ့နဲ့နော် bye